လျင်ကြီးများအချိန်မရွေးလှုပ်ခတ်နိုင်တဲ့အန်ဒီယဲဇုံတွင်ကြောက်ရောက်တည်ရှိနေပြီးတော့ငလျင်ကြောင့်လူအသက်ပေါင်းများစွာလည်းသေဆုံးခဲ့ပြီးဖြစ်ပါတယ်မြန်မာနိုင်ငံမှာ NDA ကြီးမားတဲ့ထိုးစိုက်ဇုံများတည်ရှိနေသလိုပြည်ပြည်ကျော်များအများပြားဟာလည်းတည်ရှိလို့နေပါတယ်မြန်မာနိုင်ငံမှာငလျင်ဘေးအန္တရာယ်အများဆုံးကိုဖြစ်ပေါ်စေခဲ့ပြီးနောက်နာကမှလည်း ငလင်ကြီးများလှုပ်ခတ်လာနိုင်တဲ့ဇကိုင်းပြည့်ရီဟာမြောက်ပိုင်းပူတာအိုမမုဒ္ဒမပင်လယ်ရဲ့အထိမိုင်ပေါင်း1200ကျော်ရှိလျားပါတယ်။အဇိုဘာပြည့်ရီရောကြီးဟာဇကိုင်းနေပြည်တော်ဘကိုးမြို့ကြီးများအပေါ်တဲ့တဲမှာတည်ရှိနေပြီး ပြည့်ရီအနီးမှာမြစ်ကြီးနာတကောင်းတပိတ်ချင်းမန္တလေးတောင်ကုန်းနဲ့ဖြူးမြို့တို့တည်ရှိနေပါတယ်။ဇကိုင်းပြည့်ရီရဲ့တည်တဲ့ဟာနှစ်ပေါင်း10000ခန့်ရှိပြီလို့ဘုံမိဗေဒပညာရှင်များကခန့်မှန်းထားကြပြီးရှေးအခင်က နှင်းစီပြတ်၍လို့ခေါ်ဆိုခဲ့ကြပါတယ်။1980ဝန်းကျင်ကာလမှာဘူမိဗေဒကတိကဒေါက်တာဝင်းဆွေကအဲ့ဒီပြတ်၍ကိုသူတည်တနာပြုလုပ်ခဲ့ပြီးစကိုင်းမြို့ကိုဖျက်ခါစကိုင်းတောင်ရိုးအနောက်ဖက်ဘေးတလျှောက်တွေ့ရှိခဲ့တဲ့အတွက်စကိုင်းပြတ်၍လို့အမည်ပေးခဲ့တာဖြစ်ပါတယ်။စကိုင်းပြည့်၍ဟာမြန်မာနိုင်ငံအတွင်းမှာတပ်ဝင်လှုပ်ရှားမှုအရှိဆုံးပြည့်၍ဖြစ်ပြီးတမိုင်းမတမ်းများအရမြန်မာနိုင်ငံရဲ့ငလျင်ဘေးအများစု ဖြစ်ပွားရာဇင်းမြစ်တစ်ခုဖြစ်ပါတယ်။ 1839ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့အင်းဝငလျင်ကြောင့်အမရပူရမြို့တော်အသင်းနဲ့အင်းဝမြို့တော်ဟောင်းတို့ပြင်းပြင်းထန်ထန်ပျက်စီးခဲ့ရပါတယ်။လူပေါင်း200မှ300ကြားသေဆုံးခဲ့ပြီးငလျင်လှုပ်ခတ်မှုကြောင့်အေယာဝတီမြို့ရဲ့စီးဆင်းမှုပြောင်းပြန်ဖြစ်သွားခဲ့ရပါတယ်။1930ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ပဲခူးငလျင်ကြောင့်ပဲခူးရွှေမော်တော်ဘုရားကြီးအပွားဝင်ဇေဒီပတို့များလူနေအဆောက်အအုံများပြိုကျပျက်စီးခဲ့ရပြီးလူပေါင်း900ခန့်သေဆုံးခဲ့ရပါတယ်။ အဲ့ဒီငလင်းအရှင်ကြောင့်ရန်ကုန်မြို့မှာလည်းလူပေါင်း90ကျော်ခန့်တည်ဆုံးခဲ့ရပါတယ်။ရွှေတကုံဘုရားရဲ့စိန်ဘူးတော်ကျူးကြခဲ့ပြီးလူနေအဆောက်အဦများလည်းပြိုကျပျက်စီးခဲ့ရပါတယ်။1956ခုနှစ်မှာစကိုင်းမြို့အနီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်စကိုင်းမြို့နဲ့ပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာအပျက်စီးများခဲ့ပြီးအင်းဝသရအနေငယ်ပြိုသွားခဲ့ပါတယ်။စကိုင်းတောင်ရုံးမှာရှိတဲ့ဇေဒီပထိုးတွေပြိုကျပျက်စီးခဲ့ပြီးတော့လူပေါင်း38ဦးခန့်တည်ဆုံးခဲ့ရပါတယ်။ 2012ခုနှစ်ရွှေဘုံငလျင်ကြောင့်26ဦးထက်မနည်းသေဆုံးခဲ့ရပြီးရွှေဘုံမြို့အနီးမှာတည်ရှိတဲ့စောက်နှုတ်ဆဲမြေကူးတရားကြီးတခုပြိုကျပျက်စီးခဲ့ရပါတယ်။အဲဒီငလျင်တွေဟာသခိုင်းပြည့်ရွေးကြောင့်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီးသခိုင်းပြည့်ရွေးရောတလျှောက်မှာပြင်းထန်တဲ့ငလျင်ကြီးများအကြိမ်ကြိမ်လှုပ်ခတ်ခဲ့သလိုအလက်စားနဲ့အသေးစားငလျင်များလည်းအကြိမ်ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ Ristorsky ရှင်းတဲ့အတက်ရှိတဲ့ပြင်းထန်တဲ့ငလျင်ကြီးတွေဟာ နှစ်ပေါင်း138နှစ်ခန့်မှတကြိမ်6.8အဆင့်ရှိတဲ့ငလျင်တွေဟာနှစ်ပေါင်း90မှတကြိမ်ပြန်လည်လှုပ်ခတ်လေရှိတယ်လို့ဘူမိဗေဒပညာရှင်တွေကသတိပေးမှုတွေပြုလုပ်ထားပါတယ်။စကိုင်းပြည့်ရွေကျော်ရဲ့တောင်ဘက်ပိုင်းဖြစ်တဲ့ရန်ကုန်နဲ့ပဲခူးမြို့များအနီးမန္တလေးစကိုင်းမြို့အနီးစကိုင်းပြည့်ရွေအလဲစစ်ပိုင်းလောက်မှာလွန်ခဲ့တဲ့နှစ်ပေါင်း65နှစ်မှနှစ်ပေါင်း90အတွင်းတိတိတသားငလျင်ကြီးများလှုပ်ခတ်ခဲ့ခြင်းမရှိတဲ့အတွက် စကိုင်းပြည့်၍မှငလျင်ကြီးများအချိန်ကာမရွေးလှုပ်ခတ်ဖို့အသင့်ဖြစ်နေပြီဆိုတာအားလုံးသတိပြုရမှာပဲဖြစ်ပါတယ်